နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းသက်ရောက် တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။တည့်ရဇာတာပတိင်းနဲ့ ွမ်းရာဇွန်တတိယဆောင်ခန်းကြီး39အငယ်10မှ34ထိုအစာအာဟာရကိုအမိပြုလျက်အရက်40ခီးသွား၍ဘုရားသခင်နှင့်ဆိုင်သောဟောရတံသို့ရောက်သည်ဖြင့်ဥမင်ထဲသို့ဝင်၍နေ၏ထာရဖျား၏နှုတ်ကပတ်တော်ရောက်လာသည်ကအေလီယာသင်သည်ဤအရက်၌အဘယ်သို့ပြုလျက်နေသနည်းဟုမေးတော်မူ၏အေလီယာကလည်းအရှင်တို့ဒီကောင်းငင်မှုချေအရှင်ဖျားသခင်ထာရဖျားဘက်၌ အလွန်စိတ်အားကြီးပါပြီ။အကြောင်းမူကားဣဒရီလအမျိုးသားတို့သည်ကိုရောဤဗြဟ္မဉ္တရားကိုစွန့်ပြီးလျင်ကိုရောဤယစ်ပလင်များကိုဖြိုဖျက်၍ကိုရောဤပရောဖက်များကိုဓာနှင့်တတ်ကြပါပြီ။အကျွန်ုပ်တယောက်ဒီကြံရည်၍အကျွန်ုပ်အသက်ကိုပင်တတ်ခြင်းကရှာကြပါသည်ဟုပြောလေ၏။နှုတ်ကပတ်တော်ကလည်းထွက်လော။သာရဖျားရှိတောင်ပေါ်မှာယက်နေလော။သာရဖျားလျှောက်သွားမည်ဟုမိန်တော်မူ၏။ ထိုအခါအာကြီးသောလေပြင်းသည်တောင်ထိပ်တို့ကို ခွဲ၍ထာရဖျားရှိတော်၌ကြောက်တို့ကိုချိုးဖဲ့၏တို့ရတွင်ထာရဖျားသည် လေ၌ရှိတော်မူမူလေနောက်မှမြေလုတ်ချင်းရှိ၏တို့ရတွင်ထာရဖျားသည်မြေလုတ်ချင်း၌လည်းရှိတော်မူမူမြေလုတ်ချင်းနောက်မှမီးရှိ၏တို့ရတွင်ထာရဖျားသည်မီး၌လည်းရှိတော်မူမူမီးနောက်မှဖြင်းညင်းသောအတန်ရှိ၏ ထိုအတန်ကိုအေလိယသည်ကြားလျင် မျက်နာကိုဝင့်လုံနှင့်ဖော်အော်လျက်ထွက်၍ဥမင်ဝ၌ရပ်နေ၏ထိုအခါအေလိယသင်သည်ဤရဲ့၌အဘယ်သို့ပြုလျက်နေသည်ဟုအတန်လာ၏အေလိယကလည်းအကျွန်ုပ်သည်ကောင်းကင်ဘုခြေအရှင်ဘုရားသခင်ထာရဘုရားဘက်၌အလွန်စိတ်အားကြီးပါပြီအကြောင်းမူကားဣသရေလအမျိုးသားတို့သည်ကိုရောဤပြဉ္ဉံတရားကိုစွန့်ပြီးလျှင် ကိုရောဤယပလင်များကိုဖြူဖြဲ့၍ကိုရောဤပရောဖက်များကိုဓာနှင့်တတ်ကြပါပြီ။အကျွန်ုပ်တယောက်ဒီကြံရစ်၍အကျွန်ုပ်အသက်ကိုပင်တတ်ခြင်းကရှာကြပါသည်ဟုပြောလေတော်။မီနောက်မှပြင်းရင်သောအတန်ရှိဤဓမ္မရာဇဝင်တတရဆောင်အခန်းကြီး16အခန်းငယ်12 တရားသခင်အတန်တော်ကိုနားထောင်ခြင်း၂၀ရာစုနှစ်အစောပိုင်းတွင်နယူးယောက်မြို့တော်သည်ဆူညံသောနေရာ ဖြစ်လာသည်မိုးပြန်ယထာကားဓာတ်ယထာသတင်းစာရောင်းသောကောင်လေးများခတ်တုတ်တုတ်သွားလာနေကြသူများနှင့်လူနေမှုဘဝကကျေလောင်လာသည် သို့တော်လည်းတရက်၌ Broadway လမ်းမနှင့်34လမ်းကြားတွင် Charles Kellogg ကသူ့တငယ်ချင်းကို နားထောင်ငါပရိသတ်ကြားတယ်ဟုပြောလိုက်သည်သူငယ်ချင်းကမဖြစ်နိုင်ဘူးဒီလောက်ဆူညံနေတာအဲ့လိုသေးငယ်တဲ့အတန်ကိုမင်းမကြားနိုင်ဘူးဟုပြန်ဖြေသည်သို့တော်လဲမစ္စတာကဲလော့ကအလျှော့မပေးခဲ့ပါနောက်ဆုံးတွင်မုံဆိုင်ပဒင်းပေါက်တွင်အတန်ပြုတ်နေသောပရိသတ်ကိုတွေ့ခဲ့သည်မင်းအချားအာယုံကတော်တော်ကောင်းတယ်ဟုသူ့တငယ်ချင်းကဆိုရာ မစ္စတာကဲလော့ကမဟုတ်ဘူးဘယ်နေရာကိုအာယုံစိုက်လဲဆိုတဲ့အပေါ်ပဲမူတည်ပါတယ်ဟုပြန်ဖြေသည်အေလီယာသည်ဖျားသခင်ဘုံတကူအာနာတော်ပြသည်ကို မြင်မှုသောဖျားသခင်ပရောဖက်တူဖြစ်တော်လဲယခုတွင် သူသည် အခြားသောဖျားကိုကိုးကွယ်သည့်မိဖျားကို ကြောက်ပြီးဥမင်တစ်ခုတွင် ပုံနေသည်သို့တော်လဲဤအချိန်တွင်ဖျားသခင်သည်တကူပါသောနီးဖြင့်သူ့ကိုမဆက်သွယ်လိုခဲ့ပြီ လေပြင်းမြေလှုပ်ခြင်းနဲ့မိကိုဖျားရှင်ဆေလွတ်ခဲ့သည့်တိုင်ယခုမှအေလိယကဖျားခင်နှင့်တူးချင်းတိတ်ဆိတ်စွာဆက်ဆံရမည်အချိန်ဖြစ်ပါသည်ဖျားခင်သည်ပရောဖက်အားဖြင်းညင်းသောအတန်နှင့်စကားပြောလိုခဲ့သည်ယနေ့ကျွန်ုပ်တို့ဘဝများတွင်စူညံတန်များပိုရှံလျက်ရှိတော်လဲဖျားခင်သည်တမန်ကျမ်းစာမှဝိညာဉ်တော်မှတဆင့် ကျွန်ုပ်တို့အားဖြင်းညင်းသောအတန်နှင့်စကားပြောနေစေဖြစ်သည်။ဖျားသခင်ကိုအချင်းယူ၍ဆုတောင်းခြင်းဖြင့်အာယုံစိုက်သည့်အခါဖျားသခင်၏နှစ်သိမ့်ပေးသောလမ်းပြသောအတန်ကို ကျွန်ုပ်တို့ ကြားနိုင်ပါမည်။ တင်ဘဝတွင်မြည်သည့်ສຸညာတံများစုပြုံနေသည်။ສຸညာနေသောသင်ကဘာတွင်ဘုရားသခင်၏အတန်တော်ကိုမြည်ခဲ့သောနားထောင်နိုင်မည်နီ။ချစ်တော်အဖဖေဟာကိုတော်၏ဝိညာဉ်တော်သည် ကျွန်ုပ်အားဖြင်းညင်းသောအတန်နှင့် စကားပြောသည်ကို ကျွန်ုပ်နားထောင်နိုင်သောကြောင့်ကိုတော်အားဂျေဇူးတင်ပါသည်။ တခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။